ဟူဒီတပုံတွေကြောင့်အကြီးအကျယ်စိတ်နှောက်ယှက်ဖြစ်နေရတဲ့အမေရိကန်ရေတပ်စီရဲခေတ်ကလေးကအမေရိကန်ရေတပ်ကကမ္ဘာအင်အားအကြီးဆုံးဖြစ်အောင်ကြိုးစားတည်ဆောက်ခဲ့ပါတယ်။အဲဒီတုန်းကတော့ဆိုဗီယက်ယူနီယံကိုရင်ဆိုင်နိုင်မှုပါ။နောက်ပိုင်းကျတော့ရုရှားနဲ့တရုတ်တို့ကိုရှင်ပြိုင်နိုင်မှုရေတပ်အင်အားကြီးအောင်ဆက်ပြီးကြိုးစားခဲ့ရတာပါ။ဒါပေမဲ့ထိတ်ထရင်ဆိုင်ခဲ့ရတဲ့ကြီးကြီးမားမားကိစ္စတွေတော့မရှိခဲ့ပါဘူး။အဲဒီစားသူတို့ကိုလက်နက်ကင်ဖွဲ့တစ်ဖွဲ့ကပဲအလုပ်ပိုရှုပ်စေခဲ့တာပါ။အဲဒီတွေကတော့ရေမြမအခြေချထားတဲ့ဟူဒီတပုံတွေပါပဲ။ ။ဘယင်းတော့ကတော့ဒီတပုံတွေကပြက်ကက်ကားပေါ်ပြုံကက် rival တနက်တကားကားနဲ့ပဲရှိနေကြတာပါ။ဒါပေမဲ့ခေပြောင်းချိန်မှာနောက်ွယ်ကထောက်ပံ့လာတဲ့ကိစ္စတွေရှိလာပါတယ်။တိမ်မကြတဲ့ကင်ကပဲအီရန်ကဒီတပုံတွေကိုရေချောင်းလေချောင်းသုံး drone တွေပဲထိန်ထုံးကြီးတွေ cruise ဒုံးကြီးတွေထောက်ပံ့ပေးကြတာပါ။အဲဒါကြောင့်ဟိုတီတွေလည်းအနေထားတစ်ခုကိုရောက်လာခဲ့ပါတယ်။နောက်တော့ဒီအစည်းအဝေးကိုတရုတ်နဲ့ရုရှားကလျှို့ဝှက်စွာနဲ့ရောက်လာခဲ့တာပါ။ဒီနှစ်နိုင်ငံကဟိုတီတွေကိုထောက်လန်းရင်းနှီးပညာနဲ့ပစ္စည်းအကူတွေလက်နက်ထုတ်လုပ်ရေးအတွက်အကူအညီပေးနေတာတွေရှိတယ်လို့သတင်းတွေလည်းထွက်လာပါတယ်။ ဒီချိန်မှာတော့ဟူတီတွေလည်းမြင်းကိုကြိုတက်ပေးလိုက်တယ်လို့ဖြစ်လာခဲ့ပါပြီ။ဒီချိန်မှာတော့သူတို့ပိုင်ရကုန်းမှာမှာပဲစွာနေကြတဲ့ဟူတီတွေလည်းအမေရိကန်ရစ်တပ်ကိုလမ်းပြီးဒုက္ခပေးနိုင်တဲ့အခြေအနေတွေရှိလာခဲ့ပါတယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်ရှစ်ခုအတွင်းမှာပဲဟူတီတွေရဲ့တိုက်ခိုက်မှုကြောင့်အမေရိကန်ရစ်တပ်လည်းတော်တော်လေးအလုံများခဲ့ရတာပါ။လက်နက်အသစ်တွေပိုင်ဆိုင်လာချိန်မှာဟူတီတွေကပင်လယ်ထဲကိုနေကျက်ခဲ့ပါတယ်။အရသာတင်မောတွေကိုလည်းတင်ပိုက်ခဲ့ပါတယ်။ဒုံးညီနဲ့ပြပီးနှိမ့်မြုပ်ခဲ့တဲ့တင်မောတွေလည်းယာနဲ့ချီပြီးရှိခဲ့တာပါ။နောက်ပြီးသူတို့က drone တွေသုံးပြီးတိုက်ခိုက်လာပါတယ်။ drone တစ်စီးနှစ်စီးနဲ့သုံးတာမျိုးမဟုတ်ပါဘူး။ drone အုပ်စုလိုက်ကြီးလွတ်ပြီးတိုက်ခိုက်တာဖြစ်ပါတယ်။နောက်ပိုင်းကျတော့ American ရေတပ်ကပါမတိခလုတ်ထိခလုတ်တိုက်ခိုက်လာခဲ့တာပါ။ဒေတာစင်းသားချင်တော့အဲ့လိုသွားလောက်တာကညံနေရကြာနေပါတယ်။ဒါပေမဲ့အဲ့လိုတိုက်ခိုက်ရင်သူ့ကိုထောက်ပံ့ပေးနေတဲ့နိုင်ငံတွေကပိုထောက်ပံ့ပေးမှာကြောင်လားတော့မသိပါဘူး။ဒူတွေကအမေရိကန်ရေတပ်ကို drone အုပ်စုတွေလွတ်ဒင်းမော့ဖြတ်ဒုံးကြီးတွေဖြစ်ပြီးအချိန်180ကျော်လောက်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်အမေရိကန်ရေတပ်လည်းတော်တော်ပြားရခတ်သွားခဲ့ရတာပါ။ ်ဒီမော့ဖြတ်ဒုံကြီးတစည်းဆိုရင်ဒီမော့တစည်းနာကိုတော်တော်လေးနေနေကက်ကက်ရောက်လာခဲ့တာပါအနီကလက်နဲ့နဲ့ပြပြီးဖြတ်စည်းနိုင်လို့သာအမေရိကန်ရေတပ်ကတတ်တာသွားခဲ့ရတာဖြစ်ပါတယ်တကယ်ဆိုရင်ဒီဒုံကြီးကအဝေးမှာရှင်းလို့ရခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီမော့ဘော်ကစစ်သားတွေကအဲ့ဒီဒုံကြီးကိုအနားရောက်လာမှအနီကလက်နဲ့နဲ့ပြပြီးဖြတ်စည်းဖို့ဆုံးဖြတ်ခဲ့တာပါဘာဖြစ်လို့လဲဆိုရင်အဝေးပြဒုံကြီးတွေကိုချွေတာခြင်းလို့ပါပဲအကြောင်းကတော့ကုန်ကျစရိတ်တွေကမတူနေလို့ဖြစ်ပါတယ် ဟိုတီတွေကရေတပ်ကိုချင်းချောက်လာနိုင်တယ်လို့ဝယ်ရင်ကိုလည်းချင်းချောက်လာနိုင်ခဲ့တာပါအဲ့ဒီတော့ဘယ်လန်နီတို့ကမှပြန်တန်းနေကြတဲ့အမေရိကန်တိုက်လေယာဉ်တွေဖြစ်တဲ့ F16 တွေ F35 တွေလည်းတော်တော်လေးသတိထားနေကြကြပါတယ်။ဒီလိုသတိထားနေကြတာကပဲတော်တော်လေးအန်ဒရယ်ရှိတဲ့အခြေအနေမျိုးတိအတိုက်ခိုက်ခံကြရတာပါ။အဲ့ဒီကြောင့်ဟိုဒီတွေကတော့ဂုံယူဝင်ကြွားပြီးထုတ်ပေါ်ပြောခဲ့ကြပါတယ်။နောက်ပြီးအမေရိကန်စစ်သည်မောတွေလည်းရင်တင်တဲမောတွေကိုတိုက်ခိုက်နိုင်ခဲ့တဲ့ဆိုပြီးတော့ကြွားလုံးထုတ်နေခဲ့ကြတာပါ။ဒူဘာသာသူမတော်တဆဖြစ်တဲ့ကိစ္စတွေကိုလည်းဒရေးတိုက်ခိုက်မှုကြောင့်ဖြစ်တာဆိုပြီးနာမည်ဝင်ယူကြပါတယ်။ ဒီလိုထားချွတ်လာတဲ့ဟူတီတွေကိုအမေရိကန်တွေကလည်းသင်ငန်းစာပြန်ပေးခဲ့ကြတာပါအဲဒါကြောင့်ဟူတီတွေလည်းအထိနာခဲ့ကြပါတယ်ခဏခဏကျဲမာရတဲ့ဂျာဆုံးစစ်တီတော်အခမ်းအနားတွေကိုကြီးလာရင်ဒီကိစ္စကတည်တာနေကြတာပါဒါပေမဲ့ဟူတီတွေကလုံအင်အားတောင်းပါတယ်အင်အားပြန်ဖြည့်နိုင်ပါတယ်ဒီလိုနဲ့ပင်လယ်နီတခွင်မှာဟူတီတွေကိုအလုံးစုံနှိမ်နှင်းနိုင်မှုမလွယ်ကူတဲ့အခြေအနေတွေဖြစ်လာခဲ့တာပါပြောရရင်ဒီသဘုံတွေကိုမတားဆီးနိုင်သလိုအနိုင်လည်းမတိုက်နိုင်ခဲ့ပါဘူး အကျိုးသက်အနေနဲ့ဖင်လန်ဒီကိုဖျက်ဆီးသွားရတဲ့ရေချောင်းခရီးတွေလျော့နေသွားတာပါပဲဒီ2025ခုနှစ်ဩဂုတ်လမှာပဲဟူတီတွေကဖင်လန်ဒီတွေကတင်းမောင်းတွေကိုတိုက်ခိုက်ခဲ့ပါသေးတယ်အဲဒါကြောင့်ဒီလမ်းကြောင်းကအခြေအနေပြန်ကောင်းမှုတိတ်မလွယ်တော့ပါဘူး ဒီလမ်းကြောင်းမလွယ်သူပိုဆွေးကြီးတဲ့လမ်းကြောင်းကိုရွေးချယ်နေရပါတယ်။အနီးစပ်ဆုံးဖြစ်တဲ့အာဖရိကကိုပတ်ပြီးသွားရင်တော့ရက်နဲ့ဆယ်လောက်ပိုကျန်ကြမှာပါ။ပြီးတော့ကုန်ကြစိတ်ကလည်း33ရာခိုင်နှုန်းလောက်ပိုတိုးမှာဖြစ်ပါတယ်။ပင်လယ်ဒီကိုအရင်ဆုံးဖြတ်မယ်ဆိုရင်တော့အာမခန့်ကြီးကို9စတိုးပြီးပေးရမှာပါ။အဲဒါကြောင့်ပင်လယ်ဒီအခြေအနေကရှည်လဲမတိုးတာနောက်လဲမဆုတ်တာဆိုတဲ့အခြေအနေမျိုးကိုရောက်နေရပါတယ်။ တချို့ကလေဟိုတီတွေနဲ့ဘာလို့တန်တမန်ရေးရစေးစံညီနိုင်မှုမလုပ်တာလဲဆိုပြီးတွေးမိကြမှာပါတကယ်တော့အရင်ကဒီလိုကိစ္စမျိုးလုပ်ခဲ့ပူပါတယ်မအောင်မြင်ခဲ့ပါဘူးအဲဒါကြောင့်တယူတန်တစောက်ကတစောတို့သမားဟိုတီတွေကိုစေးစံညီနိုင်လို့ရတဲ့သူတွေလို့မမြင်ကြတော့ပါဘူးစေးစံညီနိုင်မှုလည်းမကြိုးစားတော့ပါဘူးလက်ဆောင်ထက်လာတဲ့ဟိုတီတွေကအမေရိကန်ရေတပ်ကိုပိုလို့ရှုပ်စေတာတော့အမှန်ပါပဲအရင်ကအေးလူလူကိန်းလှည့်လို့ရတဲ့နေရာတွေမှာတော့တတိအနေထားနဲ့တက်လန့်ထားရပါတယ်အဲဒါကြောင့်ရေတပ်သားတွေရဲ့စေးရေးလေအနာယူတိန်ကလည်းနေပါလာခဲ့တာပါ နောက်ပြီးမထေမထင်းသလို drone တွေဒုံးကြီးတွေလွှတ်ပြီးတိုက်ခိုက်နေတဲ့ဟူတီတွေကြောင့်အမေရိကန်ရေတပ်ရဲ့ရင်းမြစ်တွေလည်းတဖြည်းဖြည်းလျော့လာနေခဲ့ပါတယ်။အဲဒီကိစ္စကိုတာဝန်ထမ်းဆောင်နေတဲ့အရာရှိတွေလည်းစိတ်ပူလာခဲ့ကြတာပါ။ဟူတီတွေကိုထိတိုင်းလွှတ်ပေးထားရင်ပိုဆိုးလာမှာကိုစိတ်ပူနေကြပါတယ်။ဒီသဘုံတွေသာလက်နက်အသစ်တွေနဲ့အသားချသွားရင်ပိုကျွမ်းညင်လာခဲ့ရင်ပိုပြီးအတွေ့အကြုံရှိလာခဲ့ရင်နိုင်နေနိုင်ဖို့ဆိုတော့ကပုံမလွယ်ကူတော့ပါဘူး။ ပင်လယ်ဒီတဝိုက်မှာတာဝန်ထမ်းဆောင်နေတဲ့ American စစ်သည်မ USS Lavon ဆိုရင်လေ2023ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မှာဟူတီတွေရဲ့အစိုးလိုက်ပြုံလိုက်တိုက်ခိုက်မှုကိုအရေးတကြီးဖြိုခွင်းခဲ့ရတာပါ။အဲဒီတော့က FA-18 Super Hornet တိုက်လေယာဉ်တွေနဲ့ဟူတီတွေရဲ့တိုက်ခိုက်ရေး drone စနစ်စင်းတင်မောဖြတ်ပယ်ထိန်တုံးကြီး3စင်းမြေပြင်တိုက်ခိုက်ရေး cruise ဒုံးကြီး2စင်းကိုဖျက်ဆီးခဲ့ပါတယ်။ဒီတိုက်ပွဲပြီးတဲ့နောက်မှာ USS Lavon ရဲ့ဒုံးကြီးလက်ကျန်လေးနေပါသွားခဲ့ရတာပါ။ တကယ်တမ်းဆိုရင်အမေရိကန်ရေတပ်အနေနဲ့ဟူဒီတပုံလိုအစစ်လောက်ကိုစရင်နဲ့ထဲထွက်စရာမလိုဘူးလို့ထင်နိုင်စရာရှိပါတယ်။ဒါပေမဲ့ဒီတပုံတွေမှာကလည်းဗျူဟာကောင်းနေရှိနေတာပါ။အမေရိကန်ရဲ့လေကြောင်းရန်ကာကွယ်ရေးကအစင်းမင်းနီးပညာတွေနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။အဲဒီတော့လုံုံစိတ်ချမှုကလည်းအမကန်ပါပဲ။ဟူဒီတွေကလည်းအဲ့ဒီချက်ကိုတီးပါတယ်။အဲဒါကြောင့်အားနေချက်ကိုရှာပြီးတမင်တိုက်ခိုက်တာပါ။အဲဒါကတော့သူတို့တိုက်ခိုက်မှုကိုကုန်ကြစီအနည်းဆုံးဖြစ်အောင်စီမံတာပါပဲ။ဟူဒီတွေကဈေးပေါ်တဲ့ drone တွေကိုလှုပ်ပြီးအမေရိကန်ရေတပ်ကိုချိန်ချောက်ပါတယ်။ရေတပ်ကလည်းချိန်ချောက်လာမှုကိုချက်ချင်းဖြိုခွင်းရမှာပါ။ ဒါပေမဲ့တို့ရဲ့အစင်းမြေလက်နက်တွေကဈေးကြီးနေပါတယ်။တပတ်က drone တွေကတော့ဈေးပေါ်လာတာပါ။အဲဒါကြောင့် BSA ကိုအမြောက်နဲ့ထုတ်တယ်လို့ဖြစ်ပြီးကုန်ကြစရိတ်တွေလည်းထောင်းနေခဲ့ပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့ American ရေတပ်ကလည်းနေလန်းရှာနေခဲ့တာပါ။ပြောရရင်ပင်လယ်နီမှာအမေရိကန်ရေတပ်ကကုန်ကြစေးမညီမျှမှုပြဿနာကိုရင်ဆိုင်နေရပါတယ်။ဒေါ်လာ2000လောက်ပဲတန်ကြီးရှိတဲ့ drone တစ်စီးအတွက်ဒေါ်လာတန်းချီရှိတဲ့ဒုံးကြီးတွေကိုသုံးနေကြရတာပါ။ အဲ့လိုမတုံးလို့လည်းမရပါဘူး။သူတို့ကဒေါ်လာဘီလီယံကြီးတဲ့စစ်သင်္ဘောတွေကိုမထိခိုက်အောင်ကာကွယ်ဖို့လိုအပ်နေလို့ပါပဲ။ဒီအတိုင်းသာရေရှည်ဆက်သွားရင်အမေရိကန်ရေတပ်လည်းလုံပါပါလာမှာဖြစ်ပါတယ်။နောက်ပြီးဒေါ်လာတောင်းကနေတော့ရှိတဲ့တိုက်ခိုက်မှုကိုဒေါ်လာကန်းချီပြီးကာကွယ်နေရတာကဖြူဟာကောင်းလို့မပြောနိုင်တော့တော့ထေချာနေပါတယ်။ဒီတပ်ပိုဆိုတာကစေတမောတွေကဒုံးကြီးကိုတတ်မှတ်ထားတဲ့လောက်ပဲတဲဆောင်ခဲ့ရတာပါပိုလဲမတဲနိုင်တယ်လို့ပိုတဲခြင်းလည်းမရပါဘူး လက်ကြံတုံးကြီးနဲလာပြီဆိုရင်စပိန်ဒါမှမဟုတ်ဘာရင်းမှာရှိတဲ့စစ်စခန်းတွေစီသွားပြီးဖြေရမှာဖြစ်ပါတယ်။အဲ့လိုသွားဖြေတဲ့ခရီးကလည်းအသွားပြန်ဆိုရင်နှစ်ပတ်လောက်ကြာနေတာပါ။အချိန်ဖြစ်ကင်းလန်နေရတဲ့အချိန်မှာနှစ်ပတ်ဆိုတဲ့အချိန်ကဟာခွက်တွေအများကြီးဖြစ်သွားနိုင်ပါတယ်။အဲဒါကြောင့်နောက်ပိုင်းမှာအမေရိကန်ရေတပ်ကနီလန်အစ်တစ်ခုရှာခဲ့ပါတယ်။ဒီလိုနဲ့ sorry အာရီဗျနိုင်ငံရန်ဘူးစိတ်ကမှာဒုံးကြီးပြန်ဖြေလို့ရတဲ့နီလန်ကိုတွေ့ခဲ့တာပါ။အဲဒီမှာဆိုရင်၃ရက်လောက်ပဲကြာမြင့်ပါတယ်။မြန်ဆန်နဲ့ဖြတ်တင်းမော်တွေဆိုရင်တရက်အတွင်းဒုံးကြီးပြန်ဖြေနိုင်ပါတယ်။ ဟူတီရီရဲ့တိုက်ခိုက်မှုကိုဖြေရှင်းနိုင်မှုနောက်ထပ်ပြောင်းလဲသုံးဆွဲခဲ့တဲ့နီလန်းလည်းရှိနေသေးတာပါအရင်ကဆိုရင်ဒီလိုတိုက်ခိုက်မှုတွေကိုဖျက်သိမ်းမောတွေကပဲအတီးကတာဝန်ယူပေးခဲ့ပါတယ်နောက်ပိုင်းမှာတော့ချင်းချောက်မှုတွေရှိတိုင်း FAHD စူပါဟော်နက်တိုက်လေယာဉ်တွေကိုအသုံးပြုခဲ့တာပါဖျက်သိမ်းမောတွေအသုံးပြုတဲ့ SM2 SM6 ဒုံးကြီးတွေထက်တိုက်လေယာဉ်ရဲ့ဒုံးကြီးတွေကကုန်ကြားစိတ်ပိုတက်တာလို့ပါပဲဒါပေမဲ့အရာတော့မှတိုက်ပွဲမှာရှုံးနေပါသေးတယ်တိုက်လေယာဉ်ဒုံးကြီးကဒေါ်လာတန်းချီမရှိပေမဲ့ဒေါ်လာ၄သိန်းလောက်ရှိနေလို့ပါပဲဒီလိုနဲ့ရေတက်လေကုန်ကြားစိတ်ပိုတက်တာနဲ့နီးလန်းကိုထပ်ရှားရပါတယ် နောက်ဆုံးမှာတော့ AGR 20ထုံးကြီးတွေအသုံးပြုဖို့နှီးလန်းရလာခဲ့တာပါဒီထုံးကြီးတွေကရိုးရှင်းတဲ့ Hydra 70လမ်းညွှန်မှုပဲ့ထုံးကြီးအပေါ်မှာလေဆာလမ်းညွှန်စနစ်ထပ်ပေါင်းထားတာဖြစ်ပါတယ်အဲဒါကြောင့်ပြည့်မှတ်တိကျမှုကလည်းမဆိုးလာပါဘူးအကောင်ဆုံးပိုင်းကတော့ကုန်ကြစည်တက်တာတာပဲဖြစ်ပါတယ်။ဒုံးကြီးတစ်လုံးကိုဒေါ်လာ2000ခွဲလောက်ပဲရှိတာပါ။အဲဒါကြောင့် drone တစ်စီးဒုံးကြီးတစ်လုံးလုံးနဲ့ဆိုရင်မဆိုးလာတဲ့အခြေအနေရှိလာခဲ့ပါတယ်။ ီတုံးကြီးကဖြစ်ဖြစ်သွားတဲ့ပြင်မဲ့အတွက်တည်တွင်ခဲ့တာဖြစ်ပေမဲ့ဒေချာကင်တွင်နိုင်တော့အဆင်ပြေနေတာပါအဲဒါကြောင့်နောက်ပိုင်းမှာ F15 လေယာဉ်တွေမှာဒီတုံးကြီးတွေတက်ပြီးအသုံးပြုလာခဲ့ပါတယ်ဒါကကုန်ကြစီမညီမျှမှုအတွက်ဖြေရှင်းခဲ့တဲ့ပြဿနာတွေပဲရှိနေသေးတာပါတခြားပြဿနာတွေကလည်းကြံနေပါသေးတယ်တကယ်ဆိုရင်လေသာလိုမျိုးဓာတ်ရိုက်စွမ်းရင်တော့လက်နက်တွေကကုန်ကြစီအရန်နေပါပါတယ်။တခါပြည့်ရင်5ဒေါ်လာလောက်ပဲကုန်ကြတာပါ။ဒါပေမဲ့အဲ့ဒါကိုအရန်အားကိုးနေလို့မရပါဘူး။ဒီလက်နက်တွေကိုတော့နောက်ဆုံးခံစည်းအထွက်ဆိုပြီးပြင်ဆင်ထားရတာဖြစ်ပါတယ်။ သူတို့ကအနီးကတိုက်ပွဲတွေမှာအဆွန်ထက်ပါတယ်။လက်နက်ကြီးနဲ့ရှင်ပြီးကျွန်ထွက်လာတဲ့ချင်းချောင်းမှုတွေကိုကောက်သိန်းကောက်ရှင်ပြနိုင်ပါတယ်။ဒါပေမဲ့ဒီလက်နက်တွေကိုပဲအတိအကအားကိုးနေရှန်ထွက်လာတဲ့ချင်းချောင်းမှုကတင်းမောတွေကိုအန်ဒရယ်ဖြစ်သွားစေနိုင်ပါတယ်။ဒီလိုချင်းတွေမျိုးမှာဂျားဖြတ်အသုံးပြုနိုင်တာကတော့ကာရိုဒီလို့ခေါ်တဲ့စနစ်ပါပဲ။အဲဒါကဂျားဖြတ်တိုက်ခိုက်ရေးဒုံးကြီးတွေကိုလှုပ်ပြီးတိုက်ခိုက်စေတဲ့စနစ်ပါ။အဲဒီစနစ်ကလည်းကုန်ကြမ်းစရိတ်တက်တာပါပဲ။ပြီးတော့အချိန်ချင်းပြန်အသုံးပြုလို့ရနေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒုံးကြီးလက်ကျန်ယောင်းနေလာတဲ့ကိစ္စကတော့ပြဿနာဖြစ်ရှိနေသေးပါပဲ။ 2024ခုနှစ်မှာအမေရိကန်ရတက်ကရေမြေအတွင်းကပြင်မှတ်30ကိုတိုက်ခိုက်ဖို့ဒိုမာဟော့ဒုံးကြီး83ရပါတယ်။အဲ့ဒီရတက်ကဒိုမာဟော့ဒုံးကြီးတနစ်စာထုတ်လုပ်နိုင်မှုထက်တောင်ပိုများနေကြတာပါ။2023ခုနှစ်ကဒိုမာဟော့ဒုံးကြီး55စီမဲထုတ်လုပ်နိုင်ခဲ့ပါတယ်။ထုတ်လုပ်မှုတွေနဲ့ပါပေမဲ့ဒုံးဆွဲမှုကတော့ပိုများနေကြတာပါ။အစ္စရေးကိုအီရန်ကတိုက်ခိုက်တော့လေအမေရိကန်က SM3 ဒုံးကြီးတဒါဇင်လောက်ကိုတရရထဲနဲ့ထုတ်သုံးခဲ့ရပါသေးတယ်။အရာကလည်းတနစ်စာထုတ်လုပ်မှုလောက်ရှိခဲ့တာပါ။ တခြားသုံးဆွဲမှုတွေထပ်ပေါင်းလိုက်ရင်ဒုံကြီးကထုံနိုင်တာထက်ပိုသုံးနေရတာကိုပိုသိသားစေပါတယ်။ဒီဒုံကြီးတွေကလည်းပတ်စံရှိတိုင်းတွန်းထုတ်လို့မရပါဘူး။ဒုံကြီးတစ်စင်းဖြစ်လာဖို့အရေးကြီးတဲ့အစိပ်ပိုင်းတွေအများကြီးလိုအပ်နေပါတယ်။လက်ရှိဒုံကြီးထုတ်လုပ်မှုပါအဓိကအဟန်တားဖြစ်နေတာကတော့အင်ဂျင်နဲ့အီလက်ထရောနစ်ပစ္စည်းတွေမလုံလောက်တဲ့ကိစ္စပါပဲ။ဒုံကြီးပြဿနာပြင်အမေရိကန်စစ်တပ်ရင်ဆိုင်နေရတဲ့တခြားကိစ္စတွေလည်းရှိနေပါတယ်။ထောက်လိုင်းအချက်လက်စုဆောင်မှုဆိုင်ရာကိစ္စတွေ၊စီပြေနိုင်မှုကန့်တိုက်ချက်တွေကလည်းဒီစည်းရင်းထဲမှာပါလာရတာပါ။ လက်ရှိမှာအမေရိကန်လေတပ်က FAH-18 စူပါဟော့နဲ့တိုက်လေယာဉ်တွေနဲ့ကင်းထောက်ပါတယ်။ဒါပေမဲ့ဒီတိုက်လေယာဉ်တွေကဆယ်စုနဲ့နှစ်ခုကျော်လောက်ရှိပါပြီ။ဟူတီတွေကလွန်ခဲ့တဲ့နှစ်20ကတည်းကဆိုင်ပုံပြန်စွမ်းရည်တွေပို့တိုးတက်လာနေခဲ့ပါပြီ။အဲဒါကြောင့်စူပါဟော့နဲ့တွေက MQ-9 Reaper လိုမျိုးကင်းထောက် drone တွေကိုပြီးခုံနေရပါတယ်။ဒါပေမဲ့ဒီ drone တွေကလည်းပြဿနာတစ်ခုရှိနေတာပါ။ နံပါတ်၁ချက်ကတော့လွယ်ကူတဲ့ပြစ်မှတ်ဖြစ်သွားတဲ့ကိစ္စပါပဲ။နောက်ပြီးဒီ drone တွေကရေတက်လေတက်ပေါင်းဆက်ဆောင်ရွက်မှအဆင်ပြေတာဖြစ်ပါတယ်။အဲဒါကြောင့်ကြံ့ကြာမှုနည်းနည်းရှိပါတယ်။နောက်ပိုင်းမှာဟူတီတွေရဲ့ဝင်ပြလက်နက်တွေကအဆင်မင်လာပါတယ်။အဲဒါကြောင့်ကင်းထောက် drone တွေအတွက်လည်းမလွယ်ကူတော့ပါဘူး။အဲဒီကိစ္စကိုဖြေရှင်းမှုအမေရိကန်စစ်တပ်ကနေပညာမြင့်ကင်းထောက်စနစ်ကိုအသက်သွင်းနေပါတယ်။ဒါပေမဲ့အဲဒါကအသုံးပြုနိုင်မှုအချိန်လိုအပ်နေသေးတာပါ။ ချင်းချောက်မှုတွေအတွက်ဒိုက်လိန်တွေကိုအဓိကထားသုံးလာတဲ့အချိန်မှာ CP တင်းမှုကလည်းပြဿနာတစ်ခု ဖြစ်လာပါတယ်။ဒီလိန်တွေကိုဝင်းဟင်မှာကြာကြာထားနိုင်မှာအဆင်ပြေမှာပါ။ Super Hornet တွေကအချင်းချင်း CP ပေးလို့လည်းရပါတယ်။ဒါပေမဲ့ကိုမှရှိတဲ့စီကိုဖြည့်ပေးလိုက်ပြန်နိုင်တဲ့နှုံးကလည်းပုံနေတော့မှာပါ။လူသိရှင်ကြောင့်မပြောပေမဲ့ Super Hornet ရဲ့30ရာခိုင်နှုန်းက CP ပေးရတဲ့တာဝန်ကိုယူထားရတယ်လို့လည်းသိရပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီနေရာကိုတခြား CP လေရင်တွေနဲ့အစားထုတ်ဖို့စီစဉ်နေတာပါ။ဥပမာအားဖြင့် MQ-29 ကင်းထောက် drone ကို CP မှုအတွက်ပါအသုံးပြုတာမျိုးပါပဲ။ ပင်လယ်ဒီကိစ္စမှာလူတွေရဲ့အခန်းကဏ္ဍကိုလည်းမေးထားလို့မရပါဘူး။လက်ရှိမှာတွင်အချင်းချာကြီးတာဝန်ထမ်းဆောင်နေကြရတဲ့အတွက်စိတ်ပန်းလူပန်းဖြစ်နေတဲ့ရေတပ်သားတွေအများကြီးရှိလာပါတယ်။ဒီကြတဲ့ဟူတီတွေရဲ့မကြကနာချင်းချောင်းမှုကြောင့်အရင်ကားထက်ပိုတရီထားလာရပါတယ်။အဲဒါကြောင့်ရေတပ်သားတွေစိတ်သက်တမ်းမာနေအောင်အစီအစဉ်မျိုးစုံဆွဲထားပေးရတာပါ။အဲဒါကြောင့်အချိုတန်းဒီအချိုအခါတန်းဒီအခါအစီအစဉ်ပေးခြင်းပင်လယ်ဒီတိုက်ပွဲကိုဆက်လက်ဆင်နွှဲနေကြရကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုနှီးကုန်ချုပ်လိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။